ချင်းဆက်လန်လေးတစ်ပုဒ်ကနေအိုင်ယာလန်တနိုင်ငံလုံးရဲ့လူကြိုက်များဆုံးပကြီကားတစ်ချက်ဖြစ်လာခဲ့တယ်။2012ခုနှစ်ရဲ့ကောက်ကံမဲတွေကအိုင်ယာလန်တနိုင်ငံလုံးရဲ့လူကြိုက်များဆုံးဖြစ်တဲ့ဒီပကြီကားရဲ့နောက်ွယ်မှာတော့ချီခွဲပွဲချင်းဆက်လန်လေးတစ်ပုဒ်ရှိနေခဲ့ပါတယ်။အဲဒီဇလန်လေးကတော့အလဲခက်ဒိမတ်လူမျိုးတွေရဲ့ပစားရဆွေတွေမှာဖော်ကျူးပြောဆိုခဲ့ကြတဲ့ဟဲလဲလေးနဲ့ဟဲဒဲဘရန်ဆိုပြီးတော့မင်းနမီလေးနဲ့ကိုရန်တော်စစ်တီတော်တို့ရဲ့အချစ်ဇလန်လေးပါ။ဒီဇလန်မှာမင်းနမီလေးဟဲလဲလေးဟာ သူမရဲ့ကိုရဲတော်စစ်တီတော်တူဖြစ်တဲ့ဟဲရီဘရန်နဲ့တူညီဆောင်ချစ်ကြိုက်မိခဲ့ကြပါဗါတယ်။အလဲခိရဲ့လူဒန်းစားခွဲချလွန်တဲ့ပုံစနစ်တွေကဒါရီဝိုဘီယန်ကြီးကတည်ထွားတဲ့အချိန်မှာတော့ဟဲရီဘရန်ကိုတက်ပြစ်ဖို့ရအတွက်သူ့ရဲ့ဓာတ်တော်9ပါးနဲ့တူပဲအပြင်းထန်တိုက်ခိုက်ခဲ့ကြပါဗါတယ်။ဒို့ပေမဲ့လည်းကြီးမားတဲ့အရှုံးနဲ့တာရင်ဆိုင်ခဲ့ရပြီးတော့အငယ်ဆုံးဓာတ်တယောက်တာဟဲရီဘရန်ရဲ့လက်အောက်မှာဒူးထောင်နေတဲ့အချိန်အဲ့ဒီအချိန်မင်းနမီလေးဟဲလေလေးရဲ့အတနာခံမှုကြောင့်ပဲအငယ်ဆုံးဓာတ်တယောက်တာအသက်ရှင်ကျန်ရခဲ့ပါဗါတယ်။ တခြားတစ်ဖက်မှာလည်းလူခုနှစ်ယောက်နဲ့အတူအတက်လူကအပြင်းထန်တိုက်ခိုက်ခဲ့ရတဲ့ကိုရန်တော်ဟဲလီဘရန်မှာတော့ဒန်တန်ကျက်များစွာနဲ့အတူပဲတူးချစ်တူရဲ့ရှေ့မှာကြာဆုံးသွားခဲ့ရပါတယ်။ဒါကတော့ဒေဗီဂျီကားရဲ့နောက်ခံ background story ပါ။ဒေဗီဂျီကားကဆိုရင်1664ခုနှစ်အာရီဗဂျီဆရာကြီး Frederick William Barton ရဲ့ရေစင်းတဲ့ Guash ကိုအချိုးကျစွာရောစပ်ရေးထားတဲ့စက္ကူလူလူပေါ်ကအနုပညာလက်ရကောင်တစ်ခုလည်းဖြစ်ပါတယ်။ ဒေဗီကားမှာဆိုရင်ကျွန်တော်တို့တွေမြင်တွေ့ရမှာကတော့ပုံမြင်တွေကမင်းသမီးလေးဟဲလဲလဲနဲ့တူသူမရဲ့ချစ်သူကိုရန်တို့ဟဲဒီဘရန်တို့ပဲဖြစ်ပါတယ်။သူတို့နှုတ်ဦးဟာရဲလိုက်ကြီးရဲ့လေကားဆင်းတဲ့နေရာမှာတွေ့ဆုံနေကြတဲ့ပုံကိုပကြီးဆရာကြီးဖရက်ဒီဝီလျံဘတ်တန်ကချစ်သူနှုတ်ဦးရဲ့နောက်ဆုံးတွေ့ဆုံခြင်းအချစ်အတွက်အတက်ဆုံကအပြင်းထန်တိုက်ခိုက်ရတော့မဲ့ကိုရန်တို့ဟဲဒီဘရန်တို့ရဲ့ပုံရိပ်တွေနဲ့တူ အရာရာကိုလက်လွတ်ဆုံးချောရတော့မဲ့လားခန်းစားနေရတဲ့မင်းသမီးလေးဟဲလေလေတို့ရဲ့ပုံရိပ်တွေကိုအမီးရပုံဖော်ထားတဲ့ပကြီကားကောင်းတစ်ချက်လည်းဖြစ်ပါတယ်ဒီပကြီကားကိုအိုင်ယာလန်တနိုင်ငံလုံးရဲ့လူကြိုက်အများဆုံးပကြီကားတစ်ချက်ဖြစ်လာစေခဲ့တဲ့အကြောင်းရင်းတွေကတော့နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ဒီပကြီကားရဲ့ကြီးခွဲခွဲ background story ကြောင့်ပါဒုတိယတစ်ခုကတော့ဒီပကြီကားကိုဖန်တီးခဲ့တဲ့အာရဗီဆရာကြီး Frederick William Barton ရဲ့ဖန်တီးမှုအမှုပညာစွမ်းရည်တွေကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီပကြီကားဆိုရင်အိုင်ယာလန်တနိုင်ငံလုံးရဲ့ လူကြိုက်အများဆုံးပကြီကားတစ်ချက်လည်းဖြစ်ပါတယ်။မိတ်ဆွေတို့ရောဒီပကြီကားနဲ့ပတ်သက်လို့ဘယ်လိုထင်မြင်ပါလဲ။ကျွန်တော်ကတော့ AAO RTD ပါအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ပကြီကားတွေပကြီဆရာတွေနဲ့တူပြန်လာခဲ့ပါမယ်။ Ciao